အပြင်သွားနေရတဲ့သူတွေကနေရောင်ကာလူစေးကိုနှစ်နိုင်ခြားတစ်ခါသို့မဟုတ်သုံးနိုင်ခြားတစ်ခါလောက်ပြန်ပြီးလူပေးဖို့လိုပါတယ်။ဆိုတော့ဒီလိုမျိုးနေရောင်ကာလူစေးတွေကိုပြန်ပြီးလူတဲ့အခါမှာမိတ်ကပ်ဖြတ်ပြီးမှလူရမှာလားမိတ်ကပ်ပွားနေဘယ်လိုလူရမလဲဆိုပြီးတော့မိသားကြရတဲ့သူတွေအတွက်ပြပေးလိုက်ပါရနော်။မတော်အပြင်ရောက်နေပြီဆိုရင်တော့မိတ်ကပ်ပြန်ဖြတ်ဖို့ကခက်တယ်လीနော်။ဆိုတော့မိတ်ကပ်ပွားနေဘယ်လိုလူရမလဲဆိုတာလေးကိုပြပေးပါမယ်။အဲဒါပေမဲ့မလူခင်မှာပေါ့နော်။မတော်နေရောင်ကာလူစေးကိုပြန်ပြီးမလူခင်မှာမျက်နှာပေါ်မှာရှိတဲ့ဒီမတော်အစီတွေချွေးတွေကိုတေချာလေးပြောင်းနေအောင်ပေါ့နော်။တုတ်ပေးဖို့လိုပါတယ်။ချွေးတွတ်ဆူဆူနဲ့ဆိုလူလို့မကောင်းဘူး။ ါ့နော်ဆိုတော့တေချာလေးခြောက်သွားပြီကိုကလက်ကိုလည်းတေချာတန့်စင်ပြီးသွားပြီဆိုရင်တော့ကိုလူနေကြဆန်စခရင်လူပေးလို့ရပါပြီဒါကတော့ပထမဆုံးတနည်းပေါ့နော်ဆန်စခရင်ပေါ့ခရင်တိုက်လူနီလေးပါဆိုတော့ကိုသုံးနေကြပမာဏအတိုင်းပဲထည့်မယ်အာပြီးမျက်နှာပေါ်မှာပေါ့နော်ခက်ဖွားဖွားလေးပုတ်ပြီးတော့လူပေးပါမယ်အာမိတ်ကပ်မပြတ်သွားအောင်ပေါ့နော်အရင်ကြီးပုတ်ဆွဲတာမျိုးမဟုတ်ပဲနဲ့မျက်နှာပေါ်မှာခက်ဖွားဖွားလေးဆွဲပြီးတော့လူပေးမယ်အာဒီပုတ်ပုတ်ပြီးတော့ပေါ့နော်လူပေးရမျိုးကပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ဒါကတော့ပထမအာခရင်လူနီလေးပေါ့နော် လူပြီးတဲ့အခါမှာလဲပေါ့နော်မတို့ဒီချွေးတွေဘာတွေပြန်ပြီးတော့အရန်မထွက်အောင်အာမတို့တေချာလေးပေါ့နော်ဟိုအေးခံပေးဖို့လိုရဲမတို့အရန်ပူတဲ့အခါမှာရက်တောင်လေးပေါ့နော်အဲကုန်းရှိလေအဲကုန်းကန်းလေးပေါ့ပန်ကားလေးရှိလေပန်ကားလေးဖွင့်ပြီးတော့အရန်ချွေးမထွက်အောင်လူပြီးချွေးရွံထွက်အောင်မတို့ဖြူလေးအဖြူအရေးကြီးစီးကြတာပဲဖြစ်တတ်တယ်လေနော်ပြီးတော့မိတ်ကပ်လေးပိုးလှသွားအောင်မတို့လိုရင်အာနှကန်းနီလေးပြန်ဆိုးတာမျိုးပါနီလေးပြန်ထပ်ပေးတာမျိုးလုပ်ပေးရင်အာဆန်စကရင်လည်းလူတယ်မိတ်ကပ်လည်းမပြတ်တဲ့အနေထားလေးပေါ့နော်အမတို့အခုကတော့အလွယ်တကူပေါ့နှကန်းနီဆိုရင်ပါနီလေးပဲပုတ်လိုက်တယ်ပါနီမရှိလို့ပေါ့နော်အာပါနီလေးမဆ ောင်းထားလို့ပြောတာဒါလေးတော့ပထမတနည်းပေါ့နော် ောက်ထပ်ဒုတိယနည်းလေးကတော့ sunspray ဖြန်တာပေါ့နော်အာအမကုသုံးတာကတော့ဒီ urea ရှိက sunspray လေးသုံးထားတယ်ဒီလို sunspray ကိုပေါ့နော်မျက်နှာပေါ်မှာဓာတ်ရိုက်မဖြန်းမဲနဲ့လက်မဖြန်းပြီးတော့သုံးပေးရမျိုးကပိုပြီးကောင်းပါတယ်နော်အမအရင်တေချာသတိမထားမိပဲနဲ့ပေါ့နော်မျက်နှာပေါ်မှာဓာတ်ရိုက်ဖြန်းတဲ့အခါမှာမျက်လုံးတွေဆက်တယ်မျက်ရည်ထွက်တယ်ပေါ့နော်အဲ့ဒါကြောင့် sunspray ကိုတိတ်မသုံးပြဘူးခုမှညွန်းတေချာဖက်ကြည့်ပြီးတော့ပေါ့နော်သူတို့ကမျက်နှာပေါ်မှာဓာတ်ရိုက်လုံးသုံးတာမျိုးကိုအားမပေးဘူးဒီလိုလက်မဖြန်းခိုင်းတယ်လက်မဖြန်းပြီးတော့မှသုံးတာမျိုးကပိုပြီးတော့လဲနှံ့တယ်အသုံးရတာလဲပိုပြီးအဆင်ပြေတယ်ဒီလိုမျိုးမှတို့မျက်နှာကိုဓာတ်ရိုက်ဖြန်းလိုက်တယ်ဆိုရင် or oh, spray အနှံ့ပေါ့နော် spray တွေကအညီမျှမနှံ့ဘူးပေါ့အခုဆိုရင်ဒီလိုဖြူတဲ့နေရာလေးကဖြူတယ် spray မြောက်တဲ့နေရာလေးလည်းရှိရပေါ့နော်ဆိုတော့မမျှဘူးပေါ့အဲဒီလိုမျိုးမှတော့လက်ပေါ်မှာဖြန်ပြီးသုံးမိမယ်ဆိုရင်တော့အဲ sunscreen လေးကနေရာအညီမျှလည်းရောက်တယ်မျက်လုံးတွေပိုင်းဆက်တာမျိုးလည်းမဖြစ်ဘူးပေါ့နော်ဆိုတော့ဒါက spray သုံးနည်းလေးပါဆိုတော့ဒီလုတ်ပြီးသွားရင်လည်းမတို့ချွေးတွေပိုင်းပြန်ရမ်းမထွက်အောင်ပေါ့နော်အေးလေးတခြားလေးခံပေးဖို့လိုတယ်အဲဒီကလေးကဒီလို sunscreen လေးကိုအပေါ်ကထပ်လူတယ်ပေါ့ဒီလိုပြောင်ပြောင်လေးဖြစ်နေရမှမကြိုက်ဘူးဆိုရင်တော့ဒီလိုကိုသုံးနေကြပေါင်ဒါလေးတွေ loose ပေါင်ဒါလေးတွေကိုအာပြန် ြန်ပြီးတော့သုံးပြီးလို့လည်းရပါတယ်မျက်နှာပေါ်ကနေပြန်ပုတ်ပေးရဖို့ပေါ့နော်အဲ့လိုပုတ်ပေးခြင်းအပြင်လည်းမျက်နှာကပြန်ပြောင်းကြီးမဖြစ်နေတော့ဘဲနဲ့တိတ်တိတ်လေးဖြစ်တာပေါ့နော်ဆိုတော့ဒါမျက်နှာပေါ်မှာ sunscreen ထက်လူနီလေးပါလိုအပ်ရင်လိုအပ်သလိုမျိုးတော့ဒီ makeup လေးပို့လှသွားအောင်နှာခမ်းကြီးဘာကြီးထက်ချဲပေးပေါ့နော် ောက်ဆုံးတနည်းကတော့ပောင်ဒါသုံးပေးတာမျိုးပေါ့နော်ပောင်ဒါဆိုတာတော့ကိုပောင်ဒါမှာ SPF RD 30နဲ့အထက်ပါတဲ့ပောင်ဒါမျိုးဖြစ်ရမယ်အဲ့ဒါမျိုးမျက်နှာပေါ်မှာဒီလိုပြန်လဲပေးခြင်းအပြင်လည်းဒီနေရောင်ကားတွေပေါ့နော်ဒါကတော့အရန်လွယ်တဲ့နီးပေါ့အဲဒါမဲ့ဒီလိုမျိုးသုံးထားတဲ့ပောင်ဒါပတ်တွေတော့တေချာလေးပြန်ပြီးရေဆေးပေးဖို့လိုပါတယ်နော်ဆိုတော့အဲဒီနေ့ကတော့ sunscreen ကိုမိတ်အပ်ပေါ်ကနေဘယ်လိုပြန်ပြီးလိုရမလဲဆိုတာလေးကိုပြပြပေးလိုက်တာပဲဖြစ်ပါတယ်